မင်္ဂလာညချမ်းပါ2025ခုနှစ်မေလ18ရက်နေ့ရေဒီယိုအန်ယူဂျီညပိုင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်ကျွန်မကတော့ຫນွေဦးမုံပါကျွန်မအောင်ဆုံးတင်ပြပေးမယ့်သတင်းကတော့ဂွမ်ဂျူးဒီမိုကရေစီတော်လှန်ရေး45နှစ်မြောက်အောက်မေ့ဝဲခန်းနာတွေကိုအန်ယူဂျီကိုယ်စားလှယ်တွေနဲ့မြန်မာတော်လှန်ရေးဘော်တွေတက်ရောက်တဲ့သတင်းပဲဖြစ်ပါတယ်ဂွမ်ဂျူးဒီမိုကရေစီတော်လှန်ရေး45နှစ်မြောက်အောက်မေ့ဝဲခန်းနာကို NUG ကိုယ်စားလှယ်တွေနဲ့မြန်မာတော်လှန်ရေးဘော်တွေတက်ရောက်ခဲ့တယ်လို့မြို့သားညီညွတ်ရေးအစိုးရကဒီနေ့မှထုတ်ပြန်ပါတယ် ကိုရီးယားနိုင်ငံရဲ့တမိုင်းဝင်နေဖြစ်တဲ့1980မေလ18ရက်နေ့မှာဝဲကျူးမျိုးကစတင်ခဲ့တဲ့ဒီမိုကရေစီတော်လှန်ရေးအောက်မေ့ပွဲခန်းနာတွေကိုနိုင်ငံအနှံ့ကျင်းပနေတယ်လို့သိရပါဗျ။ဆိုပါခန်းနာတွေကိုမြို့သားညီညွတ်အစိုးရကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ်ရုံးကဦးဆောင်ပြီးမြို့တော်လှန်ရေးဖွဲ့စည်းတွေကရဲဘော်တွေတက်ရောက်ခဲ့တာလို့ဆိုပါတယ်။ခန်းနာတက်ရောက်သူတွေကမြန်မာနိုင်ငံမှာစံပတ်စရုပ်စုရဲ့လူမဆန်တဲ့လုပ်ရက်တွေကိုထုတ်ဖော်ပြောဆိုခဲ့ပြီးမြန်မာဒီမိုကရေစီရဲ့အခြေအနေတွေကိုရှင်းလင်းတင်ပြခဲ့ကြတယ်လို့ ကိုရီးယားသမရနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ်ရုံးကအသိပေးပါဗျ။ကျောင်းဒီတို့ပြည်နယ်လွှတ်တော်ခမ်းမှာဒီနေ့မေလ18ရက်မနက်ပိုင်းကပြုလုပ်တဲ့အခမ်းအနားကို NGO ကိုယ်စားလှယ်ရုံးကလူသမားတာဝန်ခံဒေါ်မင်မိုးသူဦးဆောင်တက်ရောက်ခဲ့ပြီးမြန်မာအရေးရှင်းလင်းပြောကြားကဓာတ်ပုံတွေခင်းကျင်းပြသခဲ့တယ်လို့သိရပါဗျ။ချွန်နမ်းမြို့မှာကျင်းပတဲ့အမွေပွဲခမ်းနားကိုလည်း NUG ကိုယ်စားလှယ်ရုံးအထောက်အကူပြုဖွဲ့ဝင်လည်းဖြစ်ဆီယနာသိမ်းမှုစက်ကျင်ကော်မတီပူးတွဲဥက္ကဋ္ဌတာဝန်ယူထားတဲ့ကိုတင်ထေးအောင်ဦးဆောင်တဲ့ရဲဘော်တွေတက်ရောက်ခဲ့ကြပြီ အဂျမဆေယုစုရဲ့လူမဆန်တဲ့လုပ်ရက်တွေကိုရုပ်သံမှတ်တမ်းနဲ့တကွထုတ်ဖော်ပြသခဲ့ပြီးမြန်မာဒီမိုကရေစီရဲ့အခြေအနေကိုရှင်းလင်းတင်ပြခဲ့ကြတယ်လို့ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ်ရုံးကထုတ်ပြန်ထားပါတယ်။ဒါအပြင်မနက်ဖြန်မေလ16ရက်နေ့မှာဆိုးမျိုးမှာကျင်းပမဲ့အောက်မေပွဲခန်းနာကိုကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ်ရုံးကကိုယ်စားလှယ်ဥယျာဉ်တိုင်းထွန်းနယ်ဖွဲ့တက်ရောက်မယ်လို့သိရပါတယ်ရှင်။ ဆက်လက်တင်ပြပေးမယ့်သတင်းကတော့မြန်မာနိုင်ငံမှာရှိတဲ့ LGBT+ အတိုင်းဝန်နဲ့အတူရက်ဒီကြောင့်ဗြိတိရှသံယုံရန်ကုန်အကြီးအကဲပြောကြားတဲ့သတင်းပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့ LGBT+ အတိုင်းဝန်နဲ့အတူရက်ဒီကြောင့်ဗြိတိရှသံယုံရန်ကုန်အကြီးအကဲကပြောကြားလိုက်ပါတယ်။ဒီနေ့မေလ18မှာကြာရောက်တဲ့နိုင်ငံတကာလိင်လူချစ်သူလိင်လူလိင်ခွဲချစ်သူနဲ့လိင်ပြောင်းထားသူတွေပေါ်မုန်းတိမှုတိုက်ဖျက်ရေးနဲ့ IDAH ရှင်ဘီအိုင်တီကိုကြိုးဆိုလိုက်တာဖြစ်ပါတယ်။ ဗြိတိရှားတန်ယုံရန်ကုန်အကြီးအကဲကခြားသောမိဘတန်တမန်တွေနဲ့အတူမြန်မာနိုင်ငံတွင်းမှာရှိတဲ့ LGBT+ ဆိုင်ရာအခွင့်အရေးတွေကိုဂုဏ်ယူစွာနဲ့ထောက်ခံအားပေးတယ်လို့ဆိုပါတယ်။ကမ္ဘာတဝန်နေရာနဲ့မှာရှိတဲ့ဘယ်သူမှဆိုမိမိချစ်မြတ်နိုးသူကိုလူလက်စွာချစ်မြတ်နိုးခွင့်ရှိသည်ပြီးအကြံဖတ်ခြင်း၊ခွဲခြားဆက်ဆံခြင်းတွေပေါ်ကြောက်ရွံ့ပူပေမှုကင်းစွာမိမိရဲ့ဖြစ်တည်မှုကိုလူလက်စွာထုတ်ဖော်ခွင့်ရှိသင့်ပါတယ်လို့ဗြိတိရှားတန်ယုံရန်ကုန်အကြီးအကဲကပြောပါတယ်။ရန်ကုန်မှာရှိတဲ့ဗြိတိရှားတန်ယုံအဆောက်အအုံမှာလည်းပတ်တန်ရောက်အလံကိုလွှင့်ထူပြီး မြန်မာနိုင်ငံမှာရှိတဲ့ LGBT+ အတိုင်းဝန်နဲ့အတူရည်တည်ကြောင်းပြသထားတယ်လို့သိရပါတယ်။ LGBT+ ခွင့်ရေးဟာလူခွင့်ရေးဖြစ်ပါတယ်။ UK အစိုးရကအဆိုပါလူခွင့်ရေးတွေကိုနိုင်ငံတကာမှာမြင့်တင်ဖို့တနိခံချမှတ်ထားတယ်လို့သူတို့ရဲ့ခွင့်ရေးကိုကာကွယ်နေသူတွေကိုလည်းထောက်ခံအားပေးလျက်ရှိပါတယ်လို့ရန်ကုန်မှာရှိတဲ့ British သံရုံးကထုတ်ပြန်ထားပါတယ်။ UK အစိုးရအနေနဲ့မြန်မာနိုင်ငံမှာရှိတဲ့ဒေသခံ LGBT+ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးတမိုးဝဲကြောင်းနဲ့စီးပွားရေးပြန်လည်ထူထောင်ရေးဆိုင်ရာအစီအစဉ်များကိုပံ့ပိုးလှုံ့ဆော်နေတယ်လို့ LGBT+ ခံယူထားသူတွေပါဝင်လူငယ်တွေအတွက်လိင်နဲ့မျိုးဆက်ပွားချက်မရခွင့်ရေး SRH ဆိုင်ရာအသိပညာမျှဝေတာတွေလည်းလှုပ်ဆောင်နေတယ်လို့သိရပါတယ်ရှင်။ဤသူလူလူကိုဖိနှိပ်နေတဲ့စစ်တပ်လက်အောက်ခံဖျော်ဖြေလုပ်ငန်းတွေကိုသတိရှိစွာပင်ချဖို့ရဲဘက်ဖွဲ့တွေနှိုးဆော်တဲ့တရင်ကိုဆက်လက်တင်ပြပေးပါမယ်။ဤသူလူလူကိုဖိနှိပ်နေတဲ့စစ်တပ်လက်အောက်ခံဖျော်ဖြေလုပ်ငန်းတွေကိုသတိရှိစွာပင်ချဖို့ရဲဘက်ဖွဲ့တွေကတိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ စစ်ကောင်းဆောင်မီအောင်လိုင်ဦးဆောင်တဲ့စစ်တပ်ဟာနေစဉ်ပြည်သူလူထုကိုဖမ်းဆီးတပ်ဖြတ်ကြေးရွာတွေကိုမီးရှို့နေကြောင်းကနေပြည်သူပိုင်းအိမ်တွေကိုအကြီးအကျယ်ပုံကျဲနေတဲ့ရာဇဝတ်မှုတွေကျူးလွန်နေသူတွေဖြစ်တယ်လို့အတည်ပြုထားပါတယ်။ဒီလိုရာဇဝတ်မှုတွေကျူးလွန်နေတဲ့စစ်အုပ်စုရဲ့လူရဲတွေကိုအာယုံလွှဲနိုင်ဖို့စစ်ကောင်းဆောင်ရဲ့သမီးခင်သီရီတပ်မုံတို့အုပ်စုကဖြောပြေးလုပ်ငန်းတွေနဲ့အာယုံလွှဲဖို့ကြိုးစားနေတယ်လို့လည်းဆိုပါတယ်။ပြည်ပလုပ်ငန်းတွေမှာငွေလုံးရင်းနဲ့နိုင်ငံကျော်မင်းသမီးမင်းသားတွေအသုံးပြုပြီးဒီလင်းနဲ့အတွင်းရုပ်ရှင်ကားပေါင်းများစွာထုတ်လုပ်ဖြန့်ချိခဲ့တယ်လို့သိရပါဗျ။ ဒါဟာမြန်မာနိုင်ငံရဲ့လက်ရှိဖြစ်ပျက်နေတဲ့ပဂရိအခြေအနေတွေနဲ့တခြားစီဖြစ်အောင်ဖန်တီးပြီးနိုင်ငံတိုးတက်နေတဲ့အဝါဒဖြန့်ချီနေတာတို့လည်းထောက်ပြထားပါတယ်။လူလူစိတ်ဝင်စားမှုရရှိနေတဲ့ဖျော်ဖြေခန္ဓာတွေရဲ့နောက်ကွယ်မှာလူသက်သမားစေကောင်းဆောင်မိသားစုနဲ့အပေါင်းပါတွေရဲ့စီးပွားရေး empire တစ်ခုဖြစ်နေတယ်လို့လည်းထပ်ပြီးအသိပေးထားပါတယ်။စေကောင်းဆောင်မိအောင်လည်းရဲ့သမီးခင်သီရီတမောသူမိသားစုနဲ့အပေါင်းဖော်စီးပွားဘက်တွေပိုင်ဆိုင်တဲ့ဖျော်ဖြေကုမ္ပဏီတွေနဲ့ media platform တွေကိုကြည့်ရှုတာမျှဝေတာ follow လုပ်တာတွေဟာ စစ်တပ်အကျိုးစီးပွားကိုတိုးပွားအောင်မြင်စေနိုင်တဲ့ဝင်ငွေရင်းမြစ်တစ်ခုဖြစ်စေနိုင်တာကြောင့်ပြည်သူလူထုအနေနဲ့မတရားဖိနှိပ်လိမ်လည်နေတဲ့စစ်တပ်နဲ့ဆက်နွယ်နေတဲ့ဖျော်ဖြေလုပ်ငန်းတွေကိုသတိမှောက်ကြဖို့ရဲဘက်ဖွဲ့စည်းတွေကတိုက်တွန်းနှိုးဆော်ထားတာဖြစ်ပါတယ်ရှင်။ခုနောက်ဆုံးတင်ပြမယ့်သတင်းကတော့မြန်မာနိုင်ငံနဲ့ကမ္ဘာတဝမ်းမှာရှိတဲ့လိင်စိတ်ခံရမှုမတူကွဲပြားသူ LGBTQIA+ တိုင်းဝိုင်းနဲ့အတူရက်တီကြောင်းဂျမိုင်းဆောင်ရှောက်မှုလလန်းမီရရှိရမုံငွေအဖွဲ့ပြောကြားတဲ့သတင်းဖြစ်ပါတယ် မြန်မာနိုင်ငံနဲ့ကမ္ဘာတဝန်းမှာရှိတဲ့လိင်စိတ်ခံရမှုမတူကွဲပြားသူ LGBTQIA+ တိုင်းဝိုင်းတွင်တဲ့အတူရည်တီကြောင်းကျွန်မဆောင်ရှောက်မှုလက်လန်းမီရရှိရမုံငွေအဖွဲ့ Access to Health Fund ကပြောကြားလိုက်ပါတယ်။ဒီနေ့မှာကြားရောက်တဲ့လိင်လူချစ်သူများစက်ကျင်မဲ့လိင်ကဲ့သို့ပြောင်းလဲခံယူနေထိုင်သူများလိင်လူလိင်ကွဲနှမျိုးလုံးကိုစိတ်ဝင်စားသူများပေါ်မုံတီးမှုကိုစန့်ကျင်တဲ့နိုင်ငံတကာနေ့မှာကျွန်မဆောင်ရှောက်မှုလက်လန်းမီရရှိရေး ရမုံငွေဖွဲကခုလိုထုတ်ဖော်ပြောဆိုလိုက်တာဖြစ်ပါတယ်။ဒီနေ့ရဲ့စာမုတ်ဖြစ်တဲ့ပြည်သူအင်အားဆိုတာကကြုံတွေ့လာရတဲ့ရေးပေါ်အခြေအနေတွေမှာမတူညီတဲ့ကဏ္ဍအသီးသီးကပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုအားရဲ့ရေးပါမှုကိုလေးပေးရည်ညွှန်းထားတာပဲဖြစ်ပါတယ်လို့ SS2 Health Fund အဖွဲ့ကဆိုပါတယ်။မြန်မာနိုင်ငံနေနဲ့ငလျင်ဘေးသင့်ပြည်သူတွေအတွက်လူသားချင်းစာနာမှုကူညီကယ်ဆယ်လုပ်ငန်းတွေဆောင်ရွက်တဲ့နေရာမှာ LGBTQI+ Taiwan တွေပါဝင်လူသားရဲ့တန်ကိုနားထောင်မှုနဲ့ အားလုံးပါဝင်နိုင်ဖို့ရည်ကြီးတယ်ဆိုတာသိတာထင်ရှားစေပါတယ်လို့လည်းအသိပေးထားပါတယ်။ကျမရေးဆောင်ရှားမှုလလန်းမီရရှိရမုံငွေအဖွဲ့အနေနဲ့မိဘဖွဲ့စည်းတွေနဲ့တူငလင်တန်တဲ့ဒေသတွေမှာကြားမချေပြုတ်ကျမ်းဖတ်မှု NIS စစ်ဆေးခြင်းနဲ့သိပညာပေးလုပ်ငန်းတွေပြင် LGBTQI+ ပါဝင်ထိခိုက်လွယ်ပြည်သူအားလုံးကျမရေးဆောင်ရှားမှုနဲ့ကာကွယ်ဆိုင်ရာလုပ်ငန်းတွေကိုလလန်းမီရရှိစေဖို့ကတိကဝတ်ထားပြီးစူးစမ်းလှုံ့ဆော်ပေးနေတယ်လို့ထုတ်ပြန်ထားပါတယ်။ လိန်နူချင်းချစ်ချင်းကိုဆေးရောဂါတစ်ခုဖြစ်ကနေပယ်ဖျက်ခဲ့တဲ့မေလ19ရက်နေ့ International Day Against Homophobia, Biphobia and Transphobia နေ့အဖြစ်ဂုဏ်ပြုသတ်မှတ်ထားတယ်လို့သိရပါဗျ။ဒီနှစ်ရဲ့ဆောင်မောက The Power of Communities အဖြစ်သတ်မှတ်ထားတာကြောင့်လိန်နူချင်းချစ်ချင်းကိုဆေးရောဂါတစ်ခုဖြစ်ကြောက်ရွံ့မုန်းတီးခြင်းကနေကင်းဝေးပပျောက်ပါစေကြောင်းမြို့သားညီညွတ်ရေးအစိုးရလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကလည်းဆန္ဒပြုထုတ်ပြန်ထားပါတယ်ရှင်။ ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio Energy သတင်းတော့ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။